မင်္ဂလာပါခင်ဗျာမိုးလေဝသနဲ့ဇလဗေရာညွှန်ကြားမှုအစည်းထဏကထုတ်ပြန်ထားတဲ့မိုးလေဝသသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နနက်9:00အချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာကြများအရမင်္ဂလာပင်လယ်ော်အနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေပြင်းနဲ့ရံဝန်ဟာအနောက်မြောက်သို့ရွေးရှားနိုင်ပြီးမင်္ဂလာပင်လယ်ော်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မင်္ဂလာပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာ၂ရက်ဆယ်လ2025ရဲ့နေ့မှာ မှုန်တိုင်းငယ်ဖြစ်သူပုံမအားကောင်းလာနိုင်က3ရက်ဆယ်လ2025ရက်နေ့မှာအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းအန်တာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားအသင့်တင်ရှိနေပါမယ်။ယနေ့ယနေ့ထိခန့်မှန်းချက်ကတော့ချင်းပြည်နယ်မှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးတစ်ချုံရွာပြီး ကချင်ပြည်နယ်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့အရာရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုများအားကောင်းလဲရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားတာနေရာတစ်လျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာတော့မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာတနအိကိုမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းပြင်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9မှ17ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မြဝချုံမော်ဒေတာများမှာထစ်ချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။နေပြည်တော်နဲ့နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ရွာရရာနှောင်းပြဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတိကျနေချိန်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးမြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးမြေဖြစ်ပါတယ်ခင်ဗျာ။